ဟုတ်ကဲ့ပါနောက်တစ်ခုကတော့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယထိုင်းတို့ရဲ့ဒီရတ္တိချက်တွေကမြန်မာဒေါ်လာရဲ့ပေါ်မှာတိုက်ရိုက်တက်ရောက်မှုရှိနေပါတယ်ပေါ့နော်ဆိုရက်ကကြတော့ဒီနိုင်ငံတွေရဲ့ဘူဝါဒတွေကစိတ်ကောင်းစီကိုအားကောင်းစေသလားတမောမဟုတ်ရင်ဒေါ်လာရဲ့အတွက်အခွင့်အလမ်းတွေဖန်တီးပေးနေသလားဆိုတာကိုဒီဆရာရဲ့အမြင်သုံးသပ်ချက်လေးနဲ့သိပြရစီရှင်ဒီဟာကကြတော့ကျွန်တော်တို့ကဟိုလက်တွေ့ကြကြပြန်ကြည့်လိုက်မှဆိုရင်တော့မှဘေးပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေပေါ့ဘယ်သူတွေပဲပူပေါင်းပြီးတော့ဘယ်သူတွေပဲအကူအညီပေးနေလဲဆိုတဲ့ဟာကကျွန်တော်တို့မျက်မြင်ကို တွေပဲပေါ့နော်ကျွန်တော်တို့ဒီကာကွယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းမှုကအားအလွန်နည်းတယ်ပေါ့ဒီစစ်ကောင်စီကိုပံ့ပိုးမှုတွေကအလွန်များပြားတယ်အဲ့ဒါကြောင့်မို့လို့မိပညာပိုင်းပံ့ပိုးမှုတွေရှိတယ်လို့မျိုးပစ္စည်းပိုင်းပံ့ပိုးမှုတွေရှိတယ်လို့မျိုးဒီစစ်ကောင်စီနဲ့ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့တွေကြားမှာဆိုလို့ရှိရင်လည်းဂျာဝင်ချန်ပီတာမျိုးလိုလိုပြီးလို့ရှိရင်ဟိုဝင်ပြီးတော့ဟိုသွေးကွဲတာလိုမျိုးလိုလိုနဲ့ဒါမျိုးတွေနဲ့နေရာဝင်ယူတဲ့နိုင်ငံတွေလည်းရှိကြတာပဲ အဲ့တော့ကျတော့အများစုကတော့ဒီစစ်ကောင်စီအတွက်တော့အကျိုးပိုပြုတ်နေတယ်။အဲ့တော့ကျကျွန်တော်တို့အနေနဲ့ကဘာပဲပြောချင်လဲဆိုလို့ကျန်ဒီတခြားသောနိုင်ငံတွေဆိုတဲ့ဟာကသူ့နိုင်ငံသူ့အကျိုးစီးပွားအတွက်ပဲသူတို့ချိကြမှာဖြစ်တဲ့အတွက်ကြောင့်မဟုတ်အခုချိန်ထိလည်းကျွန်တော်လင်းနေကြောတုံးဒိုင်းနိုင်နဲ့လင်းနေဘုံကျပါဖြစ်ဖြစ်နေကြရဲဆိုပေမဲ့အဲ့ဒီပြည်သူတွေကိုသူတို့ topic ကူညီပေးတာမျိုးမရှိဘူး။အဲ့ဒီပြည်သူတွေအတွက်ကူညီဖို့ဆိုပြီးတော့သူတို့တခြားသောနိုင်ငံနဲ့လှုပ်ဆောင်ပေးတာမျိုးမရှိဘူး။ဒါတွေကြည့်လိုက်မယ်ဆိုလို့ကျန်သူတို့ဘယ်ဘက်မှာပါလဲဆိုရတာထင်ရှားတယ်။အဲ့တော့ကျကျွန်တော်တို့လုပ်ရမယ့်ကိစ္စစစ်နိုင်ဖို့ရေးဖို့ပဲလုပ်အောင်။သူတို့ဒီလေကူညီစီးပွားကိုချိကြ ဖြစ်တဲ့အတွက်ဘယ်သူတွေဆင်နိုင်မလဲနိုင်လို့ရင်နိုင်တဲ့သူနဲ့သူတို့ပေါင်းပါပဲအကာကွယ်ရေးဖွဲ့တွေကနိုင်တယ် NGO အစိုးရအစိုးရဖြစ်သွားရင် NGO အစိုးရနဲ့ပဲသူတို့ဆက်သွယ်တော့မှာဆက်ဆံတော့မှာစကားပြောတော့မှာစစ်ကောင်စီကနိုင်ရင်တော့စစ်ကောင်စီနဲ့ပဲစကားပြောမှာအဲ့တော့အဓိကလုံးဝမယ့်အလုပ်ကစစ်နိုင်ဖို့အကူပဲကျွန်တော်တို့ကအဓိကလုပ်ပြီးတော့ကိုကအစိုးရတည့်ရဖြစ်ဖို့ပဲကြိုးစားမှဖြစ်မှာပါ